ာနာသိန်းစေအုပ်စုရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ယာယီသမရဟောင်းဦးမြင့်စွေပိုင်နဲ့မန္တလေးကမြေခွက်ကိုတမတ်ဖြစ်သူတာယာမြင့်စွေကအလွဲသုံးစားလို့ရောင်းစားခဲ့တဲ့အတွက်အငင်းပွားမှုဖြစ်ပွားနေတယ်လို့သိရပါဗျာ။ တာမြင့်ဆွေဟာဦးမြင့်ဆွေရဲ့သမီးခင်သက်ထားဆွေရဲ့အမျိုးသားဖြစ်ပြီးလက်ရှိမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာနေထိုင်နေတယ်လို့သိရပါဗျ။အဲ့ဒီမြေကွက်အငင်းပွားမှုနဲ့ပတ်သက်ပြီးခုနှစ်ရက်အတွင်းလာရောက်ဖြစ်ရှင်းဖို့ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာကနေဦးမြင့်ဆွေရဲ့ဇနီးဖြစ်သူဒေါခင်သက်ထေးရဲ့လွှဲအပ်ညွှန်ကြားချက်နဲ့တရားလွတ်တော်ရှေ့နေဒေါ်မာမြင့်ဆိုသူကကြေညာခဲ့တာပါ မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်ကမြေကွက်အမှတ်မ59ဥပိုင်အမှတ်31မြေကွက်ဟာကွယ်လွန်သူဦးမြင့်စွေအမည်ပေါင်းတဲ့ပိုင်ဆိုင်တာဖြစ်ပြီးဘသူကမှအမွေစားအမွေခံပေးကမ်းလွှဲပြောင်းထားတာမရှိဘူးလို့အဲ့ဒီကြေညာချက်ထဲမှာဖော်ပြထားပါတယ် ဒါပေမဲ့တမတ်ဖြစ်သူဒါရမြင့်ဆွေကအဲ့ဒီမြေကွက်ရဲ့ဂရန်တက်တန်းကုံလို့တက်တန်းတိုးဆောင်ရဖို့အတွက်ကိုစလဲလွဲစာကိုအသုံးပြုပြီးအလွဲသုံးစားလုပ်ရောင်းချခဲ့တာဖြစ်တယ်လို့ကြေညာချက်မှာဤသားထားကိုတွေ့ရပြီး DVB အနေနဲ့ဆွဆွဲခံရသူဒါရမြင့်ဆွေနဲ့အဆက်အသွယ်ရဖို့စူးစမ်းနေသေးဖြစ်ပါရဲ့ရှင်။